ကဘာတဝမ်းကအိမ်နိုင်ရဲ့မိဖို့ကြောင့်လဲမှာ80ရာခိုင်နှုန်းလောက်နေရာယူစုမိုးထားတဲ့ဟင်းချက်စရာတစ်ခုကိုစဉ်းစားပေးပါဆိုရင်ဘလို့ဟင်းချက်စရာမျိုးပုံများစဉ်းစားမိကြပါသလဲ။ဟုတ်လေတော့ကွာ။မင်္ဂလာပါကျွန်တော်ကတော့ ရှူလူဘွေကိုစီပဲဖြစ်ပါတယ်။ဥမာလောက်ကအပြန်လာဆိုတော့ပုံကတိတ်တော့အဆင်မပြေပေမဲ့ရုပ်ကလေးနဲ့ထိမ့်ပြီးတော့ပဲစကားပြောနေတာပါ။ ကျွန်တော်တို့ဘေးနားမှာအမြဲရှိနေတတဒီ international hedge ဆရာကိုနိုင်ငံတကာနဲ့ရှင်ပြီးတော့လေ့လာကြည့်တဲ့အခါမှာမထင်ထားတဲ့အချက်လက်တွေက အတော်ကိုမှစိတ်ဝင်စားဖို့ကောင်းတာကိုကျွန်တော်တွေ့ခဲ့ရပါတယ်။ဆိုတော့အခုပဲကျွန်တော်တို့ Toki folder စလိုက်ကြအောင်။တရားမှာပြန်ရောက်ပါပြီ။ ကျွန်တော်ဝယ်လာတဲ့ international အစားအစာပြပါအောင်မယ်ဒီကောင်ပဲဖြစ်ပါဟုတ်တယ်တကယ်ပြောတာဒီကောင်က2022 FAO ရဲ့စီးရင်အရာကဘာတဝမ်းမှာ89သိန်းတန်ချိန်လောရင်နဲ့တွက်မယ်ဆိုရင်ဗျာ88 trillion လုံးလောက်ကိုထုတ်လုပ်စားသုံးခဲ့ကြရလို့သိရပါတယ်ဒါက2022ကဘာလူဦးရေစီးရင်အရာဗျမ်းမြလူတယောက်ကို 162လုံးစားရတယ်လို့ဆိုလိုတာပါပဲကပကျုပ်အစားဆုံး9နိုင်ငံထဲမှာနံပါတ်1မက္ကစီကိုကဒုတိယကိုတစ်နှစ်400နဲ့ကိုလုံးစားတယ်ဗျသူတို့ရဲ့မနက်စာမှာကျုပ်ကအဓိကမပါမဖြစ်အစားစာလို့လည်းသိရပါတယ်နံပါတ်2ကတော့ကျွန်တော်တို့ရဲ့ဂျပန်ဂျပန်ကတော့လူတစ်ယောက်ကတစ်နှစ်ကို339လုံးစားတယ်လို့ဖော်ပြထားပါတယ်။သူတို့ရဲ့အစားအသောက်ဖြစ်တဲ့ရာမန်ထဲမှာအများဆုံးထည့်စားကြတယ်လို့လည်းတွေ့ရပါတယ်။ ံပါတ်3ကတော့ကိုလံဘီယာဖြစ်ပါတယ်ကိုလံဘီယာမှာတော့တစ်နှစ်ကိုလူတစ်ယောက်က334လုံးစားပြီးတော့သူတို့ရဲ့အစားအစာဖြစ်တဲ့ Arab Bar ဆိုတဲ့အစားအစာထဲမှာထည့်အသွင်းအသုံးပြုလေးရှိကြပါတယ်နံပါတ်4ကတော့ပါရာဂွေးဖြစ်ပါပါရာဂွေးကလူတစ်ယောက်ကတစ်နှစ်ကိုအများအဖြစ်304လုံးစားတယ်လို့ဖော်ပြထားပါတယ်နံပါတ်5ကတော့ပေါ့ဖော်ကြီးပဲဖြစ်ပါတယ်ပေါ့ဖော်ကြီးတို့ကတော့ နှစ်ကိုလုံး300ခက်ချက်ပြီးရောမချက်ပဲရောစားကြပါတယ်ဈေးသက်တက်ပြီးလွယ်လွယ်ရတာကြောင့်အိမ်တိုင်းမှာအသုံးများတယ်လို့သိရပါတယ်ဒါကတော့2020 FAO ရဲ့စည်ရင်းအရကဘာမှာကျုပ်အစားအများဆုံး9နိုင်ငံပဲဖြစ်ပါတယ်အခုကျွန်တော်ဒါကျုပ်ချင်းမချက်ငင်ရေခဲတိကြတဲ့ခဏတော့ထည့်ထားလိုက်ပါနောက်ဒါဘယ်နိုင်ငံကကျုပ်ဦးရောင်းအကောင်ဆုံးလဲဆိုတာကိုလူတယောက်ချင်းစားတော်မှုနဲ့စုစုပေါင်းစားတော်မှုဆိုပြီး2မျိုး လေ့လာလို့ရပါသေးတယ်။လူအင်အားများပြီးတော့အင်အားကြီးတဲ့နိုင်ငံတွေကြတော့စုစုပေါင်းစားသုံးမှုကများပြီးလူအင်အားနည်းပေမဲ့ကျုပ်စားတော့နှစ်သက်တဲ့နိုင်ငံတွေကြတော့စားသုံးမှုပမာဏကများပါတယ်။2020တခုနှစ်မှာတရုတ်နိုင်ငံကကျုပ်တန်ချိန်30တန်းကျော် စားသုံးခဲ့တာကြောင့်ကမ္ဘာကျုပ်ရောင်းအားအကောင်းဆုံးနိုင်ငံအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။လူကြီးတိတိသမ4ဘီလီယံကျော်ရှိတာကြောင့်လည်းကျုပ်စားသုံးမှုပမာဏများတယ်လို့သိရပါတယ် နောက်ထပ်မက်ဆီကိုကဒုတိယဂျပန်ကတတိယဖြစ်ပြီးတော့စတုဒ္ဒကတော့ကမ္ဘာကျော်မာရာဒိုနာရဲ့နိုင်ငံယခုလက်ရှိဂုတ်ကြီးမက်ဆီရဲ့နိုင်ငံဖြစ်တဲ့အာဂျင်တီးနားပဲဖြစ်ပါတယ်သူတို့ကတော့ကမ္ဘာကိုတွေ့တူရပ်ပင်းနဲ့ကြော်ပြီးတော့ကျွန်တော်ကတော့တွေ့တူရရင်နဲ့ကြက်ဥကိုကြော်ရပါအောင်မယ်ကျွန်တော်ရဲ့နောက်ဆုံးတော်ကီထုတ်တဲ့ show လေးမှာကြက်ဥထုတ်လုံးမှုအများဆုံး၅နိုင်ငံကို ြတ်ပြီးတော့မှဖြစ်ပါတယ်။ကျုပ်ထုတ်လုပ်မှုအများဆုံး၅နိုင်ငံရဲ့စည်ရင်က2022ခုနှစ် FAO ရဲ့စည်ရင်ကိုအခြေခံပြီးတော့ Top 1ဖြစ်တဲ့ China ကကမ္ဘာကျုပ်ထုတ်လုပ်မှု35 40ရာခိုင်နှုန်းကိုသူ့ရဲ့တနိုင်ငံနဲ့ကနေပြီးတော့ပဲထုတ်လုပ်ပါတယ်။ကျုပ်ထုတ်လုပ်မှုနှင်းမြန်စွာတိုးတက်လာတဲ့ Indonesia ကတော့ကျုပ်လုံးရေ134ဘီလီယံလုံးကိုထုတ်လုပ်ပြီးတော့ဒုတိယနေရာအဖြစ်တည်ရှိခဲ့ပါတယ်။ နံပါတ်3ကတော့အိန္ဒိယဖြစ်ပြီးတော့အိန္ဒိယကကျပ်ဥထုတ်လုပ်တဲ့အလုံးကြီးက132ဘီလီယံလုံးပဲဖြစ်ပါတယ်။နံပါတ်4ကတော့အမေရိကအမေရိကကတော့ခေတ်မီနည်းပညာတွေကိုသုံးပြီးတော့ပြည်ရင်းသုံးဖို့ကိုပဲအဓိကထားပြီးတော့ထုတ်လုပ်ပါတယ်။2022ခုနှစ် FAO ရဲ့စီရင်အရဆိုရင်တော့130ဘီလီယံလုံးဖြစ်ပြီးတော့ USD ရဲ့စီရင်အရဆိုရင်တော့109.5ဘီလီယံလုံးပဲဖြစ်ပါတယ်။ နှစ်တုပ်ကွေ HBAI ကြောင့်2022ခုနှစ်မှာထုတ်လုပ်မှုနည်းသွားတယ်လို့လည်းသိရပါတယ်။ထုတ်လုပ်မှု58ဘီလီယံလုံးနဲ့နံပါတ်5နေရာကရပ်တည်နေတဲ့ဘရာဇီးကတော့တောင်ပိရိကမှာကျုပ်ထုတ်လုပ်မှုအများဆုံးနိုင်ငံပဲဖြစ်ပါတယ်။ဒါကတော့ကျုပ်ထုတ်လုပ်မှုအများဆုံးနိုင်ငံတွေကို2022 FAO ရဲ့စီရင်အရပြောပြပေးတာပဲဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါခင်ဗျာကျွန်တော်လဲ Turkey Folder ပြီးသွားပြီမို့ကျအူကိုတွေ့ထူးရိုင်းနေ ကြော်ပြီးတော့ချက်ရပါဦးမယ်။ဒီလိုလေးကိုကြိုင်နေတက်မယ်ဆိုလို့ရှင်တော့ like and share subscribe လုပ်ပြီးတော့ဘီနာခေါလောင်းလေးကိုဘယ်ပြန်ညာပြန်လေးနှိပ်ပေးကြလို့ရပါတယ်ခင်ဗျာ။နောက်တဲ့ video မှာပြန်တွေ့ကြပါဦးမယ်။